ဒီနေ့ recap လုပ်ပေးမှာကတော့ horror action movie လေးဖြစ်တဲ့ Avatar လို့လည်းဖြစ်ပါတယ်။ကြီးစုနာဆင်ပေးကြပါဦး။ ဓာတ်ပုံဆရာမလေးတယောက်ဖြစ်တဲ့ဒေနာနဲ့ဂီတာသမားလေးချားစ်တို့ဟာအရန်ကိုချစ်ကြတဲ့လင်မယားတွေဖြစ်တယ်လို့အစားကတော့ကလေးမလိုချင်ခဲ့ကြပါပဲ။အခုတော့ဒေနာကကလေးလိုချင်နေတာပါ။ဒီလိုနဲ့တည်းကြတော့ချားစ်ကသူ့ရဲ့ DIY နဲ့ခရီးသွားဖို့ဖြစ်လာပါတယ်။မင်္ဂလာနေ့ပတ်လည်နေ့ဖြစ်တယ်လို့၆လလောက်ခွဲရတော့မှဆိုတော့လေမသွားခဲ့လင်မအဝါစားကြဖို့တင်ကြပါတယ်။အဲ့ဒါနဲ့တမင်မဆက်ခင်မှာပလာတာစီဆုတ်ကြရင်လည်းဒေနာကတော့တဲ့တနေရာကိုသွားရတယ်ဆိုပြီးတော့အိမ်မက်မှတ်ထားတာရှိတာမလို့တကယ်လဲသွားချင်ကြောင်ချားစ်ကိုပြောခဲ့တယ်။ချားစ်ကလည်းတော့တဲ့တနေရာမှာရွက်ပြင်လေးထဲမှာအေးဆေးဆေးတနားသွားอยู่ကြမယ်လို့ပြောတယ်။အဲ့ဒါကြောင့်ချားစ်ခရီးမထွက်ခင်သူတို့မြို့နယ်ခန်းလန်းလန်းမှာရှိတဲ့တော့ ဘက်ကိုအတူတူသွားလေကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စကားပြောရင်းကောင်းနေတော့တင်နာကမြန်မာဘောခရက်ကလိုပဲချက်ချင်းပြုတ်အန်လာတာမို့လို့အော်အော်လေးသွားလုခဲ့တယ်။ချားစရီမထားမိအောင်တချင်းနဲ့အကျယ်ကြီးဖွင့်လာလိုက်ပါတယ်။ချားစကလည်းတင်နာရဲ့ကင်မရာတွေကိုဖွင့်ကြည့်တယ်မှာကလေးငယ်တွေရဲ့ပုံတွေကိုတွေ့လိုက်ရတယ်။ ဒီမှာတွေ့ရမှာကဒေနာမှာကိုဝင်ရှိနေတာကိုပါ anniversary demo လို့ charge ကလည်းဒေနာအတွက်လက်ဆောင်ပေးခဲ့တယ်လက်ဆောင်ပို့လေးတဲ့မှာတော့ကြောဘက်မှာစာလေးတချို့ထရိနာတဲ့တန်လိုက်အိမ်ကြောင်လေးပါခီးသွားဖို့ပြည်စည်းရထုတ်ဖို့နေချိန်မှာတော့ charge ကတနက်တလက်ဖွဲ့ယူလာခဲ့ပါတယ်တော်တဲ့တောင်းနေသွားမှာဆိုတော့အန်ရီတခုခုကြုံလာရင်အသုံးဝင်အောင်လုပ်ဖြစ်ပါတယ်ခီးသွားနေတဲ့ charge ကဒေနာကိုသူ့ကရေးသွားရင်အိမ်ကြီးချက်နေနဲ့မိတ်ဆွေဖွဲ့ထားဖို့တတိပေးပြီးတော့သူ့ရှိုးပွဲသွားချိန်မှာတယောက်တည်းထားခဲ့ရမှာလဲစိတ်မချဘူးဆိုပြီးတော့ပြောခဲ့တယ်ဒေနာကလည်းကလေးပုံလေးတွေကိုကြည့်ရင်ဒီတစ်ခါအိမ်ပြန်ရောက်ရင်တော့ကလေးယူဖို့ဆွေးနွေးကြမယ်ဆိုပြီးတော့ပြောခဲ့ပါတယ် ။ဒါပေမဲ့ Charles ကတော့လွတ်လွတ်လပ်လပ်နေကြတဲ့ပြီးတော့တန်တန်မဲ့တန်ချင်ကကလေးယူဖို့ကိုတော့စမ်းသပ်မရှိသေးပါဘူး။စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့လှေစီးကြရအောင်ဆိုပြီးတော့လှေသွားငါခိုင်းခဲ့တယ်။ Store sign တစ်ခုမှာ Charles ကလှေသွားငါနေတော့ဒေနာကတော့ယောက်ျားတချို့ကအထုပ်တွေကားပေါ်တင်နေကြတာကိုတပ်ပုံလိုက်ရိုက်နေခဲ့တယ်။ Store sign ရှင်းမှာကိုဝင်စားမျိုးသမီးတယောက်ပဲလူပြောက်ကြောင်ကြောင်ကိုလည်းဒေနာတွေးလိုက်ရပါတယ်။အနားကြမှာတော့နှစ်ယောက်အတူတူလေနဲ့ခီးဆက်ခဲ့ပြီးတော့သူတို့သွားကျင်တဲ့နေရာလေးကိုရောက်လာခဲ့ကြတယ်။ဒေနာကအနှဲငယ်မောနေပြီမဲ့အရန်ပျော်နေတာမဟုတ်လို့အာယုံသိမ့်မထားခဲ့ပါဘူးသူတို့တတိမထားမိတာကတော့အနီးနားမှာတခုခုကိုအိတ်နဲ့ပတ်ထားတဲ့ဘာကိုပါ နောက်သားတော်ရဲမှာပဲစကန်ဆက်ခဲ့ပြီးတော့စကားလေးတပြောပြောနဲ့ charge ကတော့အိမ်မောကျသွားခဲ့တယ်။ဒီနာကအိမ်မပြောခဲ့တာမလို့ဟိုနာဒီနာတပ်ပုံလျှောက်ရနေခဲ့တယ်။တပ်ပုံတစ်ခုမှာတော့လူလိုလိုမျိုးအရာတစ်ခုပန်းနေတာကိုဒီနာသတိထားပြီးတော့တွေ့သွားခဲ့တယ်။အဲဒါကြောင့် charge ကိုနှိုးပြီးပြခဲ့ပေးမယ်။ charge ကတော့ဆော့ဆော့အိတ်ဖို့တာပြောခဲ့ပါတယ်။ ညနေချိန်မှာဒေနာကတနက်တန်တန်ကြားတာကြောင့်လန်လိုလာခဲ့တယ်။အနီးနားဝန်းကျင်ကိုကြည့်တော့လည်းဘာမှထူးခြားချက်မရှိတာမို့လို့ဒေနာလည်းပြန်အိပ်ဖို့ကြိုးစားလိုက်တယ်။မနေ့ရက်တော့ဒေနာကညကတနက်တန်တစ်ချက်ကြားအောင်ချားစ်ကိုပြောပြခဲ့တယ်။ချားကလည်းမြို့နဲ့နေတာမို့လို့အမဲပြက်သမားတွေပါလေရှိမှာပေါ့ဆိုပြီးတော့ပြောခဲ့တယ်။အဲ့ဒါနဲ့တော်ရဲကိုဆက်ဝင်လာခဲ့ပြီးတော့အတော်လေးဝေးတဲ့နေရာကိုစကန်ချခဲ့ပြန်ပါတယ်။ရွက်ပြင်တဲတဲ့ကိုချားစ်ဝင်သွားချိန်မှာတော့ဒေနာကတော်ရဲဟိုတီလျှောက်ကြည့်နေနေညကရွက်ပြင်တဲအဟောင်းတစ်ခုကိုတွေ့ခဲ့ရတယ်။ဒေနာကသွားကြည့်ချိန်မှာတော့အိတ်တစ်လုံးနဲ့မိခင်နဲ့ကလေးဆောင်ရှောက်ရဲ့စာအုပ်ကိုတွေ့ရမှလို့ကောက်ယူလာခဲ့လိုက်ပါတယ် ဒီညမှာတော့တနက်တန်ကြောင်နှစ်ယောက်လုံးလန်လို့လာခဲ့ကြတယ်။ Charles နဲ့ Man Blue နဲ့ချမ်းကြီးစိမ်မှာ Singer နဲ့တစ်တော်ဆောင်လူ၁၀ယောက်လောက်ကတနက်တွေနဲ့ gain 200လောက်အကွာမှာစကန်ချနေတာကိုတွေ့လိုက်ရတယ်။ Singer တစီကသူတို့ရဲ့ရွက်ဖြင့်တဲအနာကဖြတ်သွားတာမို့လို့ Charles လည်းတစ်ခုခုဖြင့်ပြန်ပြစ်လို့ရအောင်ဆိုပြီးတော့ယူလာတဲ့တနက်ကိုဆွဲထုတ်လိုက်ပါတယ်။ ဒေနာကတော့တနက်ယူလာလို့အဆူနေခဲ့ပါတယ်ထူးဆန်းတဲ့အတန်တချို့ကြားရတာမလို့ချားစ်လည်းမှန်ဘလူးနဲ့လိုက်ကြည့်ပေးမယ်လူအရေးအယောင်တော့မတွေ့ခဲ့ရပါဘူးချားစ်ကအခုနောက်ကစကန်းချနေတဲ့သူတွေကိုပြန်ကြည့်တော့တက်တော်ဆောင်တွေကအချင်းချင်းသတိပေးနေကြပြီးတော့အော်တန်တချို့ကဒီနာကလာတယ်ဆိုတာကိုသဘောပေါက်သွားတယ်အဲဒါကြောင့်ချားစ်လည်းဒေနာကိုတိုးတိုးနေဖို့ပြောခဲ့တယ်ခဏကြာမှတော့တနက်ကိုပေးပြီးတော့တယောက်တည်းထွက်သွားခဲ့တယ်ရဖြင့်ဒန်နာမှာတခုခုပြတ်သွားတာကိုတော့ဒေနာသတိမထားမိလိုက်ပါဘူးခဏကြာမှတော့ဒန်ဟန်ရနေတဲ့ဆမ်ဆိုတဲ့လူတစ်ယောက်ကိုချားစ်ကထမ်းပြီးတော့ပြန်လာခဲ့တယ် တန်ရာကိုစေးထက်ပေးနေဘာမှမသိတဲ့လက်သေးကုန်တော်အရာတစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။ဆံမြတ်တန်ရာကအတော်ဆိုးနေတာမလို့တေတောဆောင်တွေကိုအကူညီတောင်းဖို့ဒေနာကပြောခဲ့တယ်။တန်ရာကိုစေးထက်ပေးပြီးတော့ဆံကိုစေးတန်ရဲနဲ့ဘာတွေဖြစ်ခဲ့လဲမေးလိုက်ကြတယ်။လွန်ခဲ့တဲ့တစ်ပတ်လောက်ကဆံမြတ်အကိုနဲ့တန်ရာချင်းတချို့ကဒီတောထဲကိုအမဲပြစ်ထွက်လာကြတာပါ။နှစ်ပတ်မြောက်နေ့မှာတော့မြို့ရဲ့အနီးလမ်းပေါ်မှာသတိမိနေတာကိုတွေ့လိုက်ရပါတယ်။အစောတစ်ခုကဆံမြတ်အကိုကိုတိုက်ခိုက်ခဲ့ပုံရပြီးတော့ဆံမြတ်အကိုလည်းစကားတော်ပြောမထွက်တော့ပါဘူး။ဆမ်နဲ့လူအနေငယ်ခေါ်ပြီးတော့သူ့ကိုကိုတက်ခဲခဲတာကဘာလဲဆိုတာကိုစုံစမ်းဖို့ပြန်လာခဲ့တာလို့ပြောပြရင်လည်းပလင်းတစ်ခုတည်းကိုတတွေးထွေထွေလိုက်တယ် ချားစ်ကမနက်မိုးလင်းတာနဲ့တောထဲကနေထွက်ဖို့ပြောပေးမယ်။ဒေနာကအခုချက်ချင်းတော့ထွက်ပြေးနေတာပါ။ဆမ်ကလည်းတုံလာပြီးတော့သူ့ကိုနာကျင်မှုတွေမခံစားရစေဖို့တတ်ပေးဖို့ပြောနေကြတယ်။ မနက်မိုးလင်းချိန်ကိုစောင့်နေချိန်မှာတော့အကောင်လို့လို့ပေါင်းလို့လို့တကောင်ကရောက်လာခဲ့ပါတယ်။ Charles ကလည်းဝက်ဝင်ထင်ပြီးတော့တနက်နဲ့လိုက်ပြစ်ခဲ့တယ်။အကောင်ကြီးကတော့ Raven Day ကိုလက်သေးတွေနဲ့စုပ်ဖြဲပြီးတော့ထွက်သွားခဲ့ပါတယ်။ Sam ကလည်းညဘက်မှာဘာမှလုပ်လို့မရဘူးဆိုပြီးတော့ပြောခဲ့ရမလို့မနက်ခင်းရောက်ဖို့ကိုပဲထိုင်ဆောင်နေခဲ့ရတယ်။တပည့်ရဲ့ချားမှာတော့လူလက်မဟုတ်တဲ့ကြောက်စရာလက်တစ်ဖက်ကိုတွေ့ကြမှာပါ။မနက်ခင်းရောက်ချိန်မှာတော့ Sam က Dinner ကိုထိကပားရေကပားတွေပြောနေခဲ့တယ်။ Charles လည်းအဲ့ရကနေလို့လာပြီးတော့အပြင်ကိုမှန်ဘလူးနဲ့ချောင်းကြည့်ချိန်မှာတော့လူတစ်ယောက်ကမြေကြီးအဖို့ကိုတွားသွားရင်းနဲ့အခုညီတောင်းနေတာကိုတွေ့လိုက်ရတယ်။ ဆမ်မကတော့သူ့တငယ်ချင်းမှာဆိုပြီးတော့လမ်းပြောပြခဲ့။ချားစ်ကလည်းသွားခဲ့ဖို့လုပ်ပေမဲ့ဒေနာကတားလိုက်ပြီးတော့သစ်ပင်ပေါ်ကအကောင်ကိုပြခဲ့တယ်။အကောင်တွေကဆမ်ရဲ့တငယ်ချင်းကိုချားစ်တို့လာခဲ့စေဖို့ထောင်ချောက်ဆင်ထားတာပါ။ချားစ်တို့စီရောက်ခံနေမှာပဲအကောင်တွေကပြန်ဆွဲခေါ်သွားကြတယ်။ ဒေနာကလည်းအကောင်တွေကသူတို့ကိုတတ်လို့ရရတဲ့အတိုင်းဘာလို့မတတ်ကြတာလဲလို့တွေးနေခဲ့ပါတယ်။ဆမ်မကတခုခုကိုသိနေတာမလို့ဒေနာလည်းအတင်းမိခဲ့တယ်။ကိုရှိရဲတုန်းကဒီတော့ဦးလေးနေမှာ rival ဆိုတဲ့ရွာငယ်လေးတွေ့ရရှိခဲ့တာပါ။တနေ့တော့စစ်တီတော်တို့ချို့ကရွာလေးကိုတင်ခဲ့ပြီးတော့ဆယ်ကျော်သက်အမျိုးသမီးငယ်လေးကိုဖမ်းခေါ်ပြီးတော့ကဘာမျိုးကိုသူတို့နဲ့ဖုံးလွှမ်းစေဖို့အတွက်ရက်ဆက်စွာတစ်သားလောက်ရင်းနဲ့ကိုပိတ်လောင်ထားခဲ့ကြတယ်။မင်းကလေးကလေးဟာမတည်ဆုံးခဲ့မှာကလေးတယောက်ကိုမီးဖွားခဲ့ပြီးတော့ကန်ဆုံးမှုတွေကိုရပ်တန့်စေခဲ့တယ်။နှင်းနှဲငါကြပြီးချိန်မှာတော့ရွာလေးမှာကိုဝင်းတန်မင်းကလေးတွေပြောက်လာကြသလိုသူတို့ရဲ့ဝိညာဉ်တွေကလည်းဒီတော့ထဲမှာရှိနေကြလို့မှာပဲ။ ကျောင်းဆောင်ကိုတီးလိုက်ရတဲ့ဒေနာလည်းစိတ်အတော်ညစ်သွားခဲ့တယ်။ဆမ်ကဒေနာကောက်လာတဲ့စာအုပ်လေးကိုတွေ့ပြီးတော့တခုခုတိုးတိုးလေးပြောခဲ့ပါတယ်။ Charles ကလည်းဆမ်ကဒေနာကိုတခုခုလှုပ်တယ်ထင်ပြီးတော့ဒေနာကိုဆွဲလိုက်ခြင်းမှာဆမ်ကတန်းတန်းနဲ့ပြစ်လိုက်တာမို့လို့66ချောက်ကိုထိသွားခဲ့တယ်။ ဆမ်ကတော့ဒေနာကိုအရှိကနဲ့သွားဖို့ပြောတော့ဒေနာကနားမလဲခဲ့ပါဘူးအဲတော့မှဆမ်ကညာကအကောင်နဲ့သူတို့ကိုမတက်တာကဒေနာမှာကိုဝင်ရှိနေလို့ဆိုပြီးတော့ပြောပြခဲ့ပါတယ်ချားစ်ကလည်းအံဟောသွားခဲ့ရတယ်ဒေနာကလည်းဆမ်ပြောတဲ့အတိုင်းလုပ်ပေးလို့ရပါမယ်ချားစ်ကိုလည်းသူတို့နဲ့အတူတူခေါ်သွားရမယ်ဆိုပြီးတော့ပြောခဲ့တယ်အချိန်ကနဆွဲထားပြီးတော့ဒေနာကဆမ်ရဲ့တန်ရာကိုရိုက်ပြီးတော့တနက်ကိုပြန်လုခဲ့ပါတယ်ပြီးတော့ဆမ်ကိုတစ်ပင်တစ်ခုမှကြိုးတုပ်ထားခဲ့လိုက်တယ်ဒေနာပြန်လာချိန်မှာတော့ချားစ်ကဒေနာကိုကိုဝင်ရှိနေတာသူ့ကိုဘာလို့မပြောပြလဲမေးခဲ့တယ်ဒေနာကတော့ခီးကနေပြန်မှပြောပြဖို့လုပ်ထားပြီးတော့ချားစ်ရဲ့အလုပ်ကိုမနှောက်ယှက်ခြင်းလို့ပါဆိုပြီးတော့ပြောခဲ့တယ် ဘာဖြစ်ဖြစ်ရအောင်မွေးကြမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ Charles ကလည်းသူမတ်တက်မေ့ရနိုင်တာမို့လို့ Dana ကိုတယောက်တည်းထွက်ပြေးဖို့ပြောခဲ့တယ်။သူတို့စကားပြောနေတော့ Sam ကတော့လွတ်မြောက်သွားခဲ့ပါပြီ။သူငယ်ချင်းအလောင်းကို cover လုပ်ပြီးတော့တောထဲကအကောင်နဲ့မမြန်အောင်ပုံနေခဲ့ပါတယ်။ ကြံရမရတဲ့ဆုံးမှာတော့ဒေနာကရွက်ပြင်တဲ့အပြင်ကိုထွက်လာပြီးတော့တနက်နေ့ချိန်ကအကောင်တွေကိုအော်ခေါ်ခဲ့တယ်။အကောင်တစ်ကောင်ကထွက်လာချိန်မှာတော့ဒေနာကမြအဲအော်လုံးနာမလို့တနက်ပါလွတ်ကျသွားခဲ့တယ်။တကူလုံးတိမဲ့လို့အကိုင်းခတ်တွေပေါက်နေတဲ့တစ်တော်မိစ္ဆာတစ်ကောင်လို့ပါပဲ။အကောင်ကြီးကဒေနာနားကိုကတ်လာပြီးတော့ဘိုက်ကိုဖောက်ဖွာလေးထိခဲ့တယ်။ဘိုက်ထဲမှာကလေးရှိနေတာကိုဖလင်တိုင်းတင်းမှာချောကလက်စားရတဲ့ဖီလင်လိုမျိုးမျက်လုံးလေးမှိတ်ပြီးခံစားနေတော့ Charles ကတနက်နေ့ကောက်ပစ်လိုက်တော့မလို့အကောင်ကြီးလည်းမာလကီရသွားခဲ့တယ်။ ချောင်းကလည်းဒေနာကိုဆိုင်ကယ်သွားရှာဖို့ပြောတော့မလို့ဒေနာလည်းဆိုင်ကယ်ပြေးရှာခဲ့ပါတယ်။ညကလူကြီးရဲ့အနေမှာဆိုင်ကယ်တစ်စီးတွေ့တာမလို့ဆက်နှုတ်နေတော့ချောင်းအနားမှာတခြားအကောင်တွေအများကြီးရောက်လာလို့ဒေနာလည်းပြန်ပြေးလာခဲ့ရတယ်။အကောင်တစ်ကောင်လေးလက်မှာတော့ left handless ဆိုလေးပါနေခဲ့တယ်။ချောင်းစီကိုဒေနာပြန်ရောက်လာချိန်မှာတော့အကောင်လေးကပြန်ထွက်ပြေးသွားကြပါတယ်။ဒေနာလည်းရုပ်တရက်ဘိုက်ကြီးဖောင်းလာပြီးတော့လက်တွေကလည်းအပင်လိုဖြစ်လာခဲ့တယ်။အဲဒါကြောင့်အမြန်ထွက်ပြေးဖို့အလုပ်ချိန်မှာဆမ်ကရောက်လာပြီးတော့တနက်နဲ့ချိန်ထားခဲ့ပါတယ်။ ဒေနာကိုကာဗာလုပ်ပြီးတော့တော်တဲ့ခါနဲ့ထွက်ပြေးပို့ပါဒေနာကလည်းဆမ်ရဲ့လက်မှာဆုတ်ထားတဲ့လက်စုပ်ကိုတွေ့တာမလို့ဆမ်ကတော်တဲ့ကိုလာတာသူ့ကိုကိုလာရှာတာမဟုတ်ပဲသူ့ရဲ့ဇနီးဖြစ်သူကိုလာရှာတာဖြစ်ကြောင်းသိသွားခဲ့တယ်ဆမ်ကလည်းဒေနာလည်းသူ့ရဲ့ဇနီးတယ်လေတတော်တဲ့ခါခေါ်တန်းကိုကြားပြီးတော့ဒီကိုလာခဲ့တာဖြစ်ကြောင်းပြောပြခဲ့တယ် ကားပြောနေကြတော့မှအကောင်တကောင်ကသတို့စီကိုလာနေတာတတိထားမိသွားတဲ့တင်နာကလည်းဆမ်အာယုံပြောင်းအောင်လို့စကားတွေပြောနေခဲ့ပါတယ်။ရုတ်တရက်အကောင်ကဆမ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒင်နာတို့လည်းပြေးပေါက်ရအောင်လေးပြေးကြတာပေါ့။ဆမ်ကဘုံမတက်ခင်မှာပဲဒင်နာကလဲကျသွားခဲ့တယ်။တခြားအကောင်တွေကလည်းဒင်နာတို့ကိုဝိုင်းထားကြပါတယ်။ဆမ်ကလည်းဒင်နာကိုတတ်မလို့လုပြပြီးတော့အကောင်တကောင်အနားကပ်လာချိန်မှာတော့တပ်ပုံလေးထုတ်ပြကသူ့ရဲ့ဇနီးတွေကိုထုတ်ပေးဖို့ပြောခဲ့တယ်။ဒင်နာကဆမ်ကိုကန်လိုက်တော့ဆမ်လည်းနောက်ကိုလန်လဲကျသွားပြီးတော့တင်းကုန်းနဲ့ထိုးမိကတည်ဆုံးသွားပါတော့တယ်။ဒင်နာကလည်းအကောင်ဖြစ်ကိုတဖြည်းဖြည်းနဲ့ပြောင်းလာနေပါပြီ။ Charles ကိုလက်ကမ်းရင်းနဲ့သူတို့ရဲ့အမှတ်တရလေးတွေကိုမျက်လုံးထဲကိုမြင်ရောင်နေခဲ့ပါတယ်။ I love you Tina လို့ပြောပြချိန်မှာတော့ Tina က Charles ရဲ့ leaving ကိုချိုးပစ်လိုက်တော့တယ်။ခဏကြာမှာတော့ Tina ကကလေးမွေးခဲ့ပြီးတော့ကလေးရဲ့ငိုတန်းကလည်းတောတစ်ခုလုံးကိုပြတ်နှံ့သွားခဲ့တယ်။ရုပ်ရှင်နောက်ဆုံးအပိုင်းမှာဆိုရင်တော့အတွဲတွေကတောထဲကိုရောက်လာပြီးတော့ Tina ရဲ့ကင်မရာလေးကိုရှာတွေ့ခဲ့ပါတယ်။သူစမ်းတဲ့အတန်ကိုကြားရချိန်မှာတော့မင်းကလေးဟာအပေါ်ကိုမော့ကြည့်ရင်လည်းတစ်ခုခုကိုမြင်သွားခဲ့ရတဲ့ပုံပါပဲ။နားစင်မြင်မှုအတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။